နော်နေ့ရသခင်ရဲ့ပို့ဆောင်ခြင်းကြောင့်တင်းတော်ကိုကျွန်တော်တို့ညီကုံမောင်မအစ်တီလေးရောက်လာတယ်မြေကိုခေါင်းကြီးလည်းပြန်လည်းကြွေးရတယ်ရှေးဥသောဘုရားသခင်ရဲ့ကျေးဇူးကိုချီးမွမ်းတယ်ဒါရောက်မှုပြုပို့ကွယ်တဲ့သူတွေကိုလည်းထူးပဲကျေးဇူးတင်ပါတယ်ဒီနေ့သခင်ယေရှုဘုရားရဲ့ထမြောက်ခြင်းတည်ငောင်းထမြောက်ခြင်းတည်ငောင်းဆိုရဲတရားဒေသနာကိုကျွန်တော်ခိုင်မြောက်ဖို့အချိန်ရောက်ပါပြီ။ဒါကြောင့်မလို့တင်းတော်မှာ ရှိတဲ့ဒီပါဝင်ဆက်ကတ်တဲ့သူတွေကိုလည်းအထူးကျေးဇူးတင်လို့ဒီနေ့ထမြောက်ရာနေ့မှာဒီတရားဒေသနာကိုကျွန်တော်စိတ်နှလုံးသားတကားဖွင့်လက်ခံယူဖို့ရကျွန်တော်တို့ဆုတောင်းကြရအောင်။ကောင်းကင်ဘုရားရှိတော်မူသောအဖကိုရောကိုကျေးဇူးတင်ပါ၏။ပရောရှင်ဖျားရဲ့ပို့ဆောင်ခြင်းကြောင့်တခေယေရှုဖျားသည်ပြုကညာမေတော်မာရီဝန်းထဲမှာတရှင်သောဝိညာဉ်တော်အဖြစ် ဝေးဖွားခဲ့သည့်ပြည်ယနေ့ဒီလဲကျွန်တော်တို့လူသားများ၏အပြစ်အတွက်ကားတိုင်းပေါ်မှာအသက်တော်ကိုဆုံးခဲ့ပါ၏အသွေးတော်ကိုတွန်းခဲ့ပါ၏ယနေ့ဒီသခင်ယေရှုဖျားတည်ခြင်းကိုအောင်မြင်သောရှင်ပြန်ထမြောက်ရာနေ့ဖြစ်ပါ၏ဖဖျားသခင်ယေရှုဖျားသည်တည်ခြင်းမှရှင်ပြန်ထမြောက်တယ်လို့သခင်ယေရှုဖျားကိုယုံကြည်လက်ခံကြသောယနေ့ဝိပုကိုကိုယ်သူယုံကြည်သူအယောက်စီတို့သည်လည်းသခင်ယေရှုအားဖြင့် တည်ခြင်းမှာရှင်ပြန်ထမြောက်ခြင်းခွင့်ရတဲ့အတွက်ကျေးဇူးတော်ကိုကြီးမားပါတယ်။ဘာ။ဒီနေ့ဤတရားဒေသနာကိုကိုယ်လုံးဝဆက်ကအနံပါတယ်။ဤတရားဒေသနာကိုကိုယ်ကောင်းကြီးပေးပါဘိသိပေးတော်မူပါ။ကြားနာသူအယောက်ဆိုင်အတ္တမှာတူတည်လက်ကောင်းကြီးမင်္ဂလာဖြစ်စေတော်မူပါ။ဝေငါမဲ့ကျွန်တော်ရဲ့နှုတ်ဆက်ပဆက်ကိုလည်းကောင်းကြီးပေးလက်ရရှင်ပြအသုံးပြုပါမိကြောင်းတပါးစီတော်သားတော်သခင်ယေရှုခရစ်တော်ဖျားကြီးနာမတော်မြတ်ကိုအမိပြု၏။ ယုတ်ဒီလေးမြတ်စွာကျေးဇော်ချီးမွမ်းဆက်ကလည်းဤတရားဒေသနာကိုအစာပြုပါ၏အာမင်ဒီနေ့ကတည်ငောင်းထားမြောက်ခြင်းတည်ငောင်းကောင်းစဉ်တွေကထားမြောက်ခြင်းတည်ငောင်းကောရိန္သုဟောစာပရမသောအခန်းကြီး15ခန်းငယ်73က74မှာတမန်တော်ကြီးရှင်ဘောလူကဘာပြောလဲဆိုတော့တေတော်သူတို့ဒီပြန်ရှင်ခြင်းမရှိရင်ခရစ်တော်ဒီပြန်ရှင်တော်မူ ခရစ်တော်သည်ပြန်ရှင်တော်မူလင်ငါတို့ဟောပြောခြင်း၌အကျိုးမရှိသင်တို့ယုံကြည်ခြင်း၌လည်းအကျိုးမရှိတို့များမကငါတို့သည်ဖျားသခင်အမှုမှာမမှန်သောသက်သေဖြစ်ကြ၏အကြောင်းမူကားသင်လုံးတော်သူတို့သည်ပြန်ရှင်ခြင်းမရှိလင်ဖျားသခင်သည်ခရစ်တော်ကိုပြန်ရှင်စေတော်မူယခုမှခရစ်တော်ကိုပြန်ရှင်စေတော်မူပြီဟုငါတို့သည်ဖျားသခင်အကြောင်းကိုသက်သေခံကြ၏ တေလုံတော်သူတို့သည်ပြန်ရှင်ခြင်းမရှိလေခရစ်တော်သည်ပြန်ရှင်တော်မူခရစ်တော်သည်ပြန်ရှင်တော်မူလေတင်တို့ယုံကြည်တော်လည်းအကျိုးမရှိဒူးစီရဲ့အပြစ်အောင်း၌ရှိကြသည်ထိုမှတပါခရစ်တော်ကိုယုံကြည်၍အိပ်ပျော်တော်သူတို့သည်လည်းဆုံးရှုံးခြင်းသို့ရောက်ကြပြီလို့တမန်တော်ကြီးရှင်ပေါ်လူဟာဒီချမ်းပိုက်အားဖြင့်ခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းမှာဘသူတွေ့လဲခရစ်တော်ရှင်ပြန်ထမြောက်ခြင်းကြောင့် ယနေ့ခရစ်တော်ကိုကယ်တင်ပိုင်ရှင်ပြီးကိုးကွယ်ယုံကြည်နေတဲ့ခရိယန်တွေလို့ယုံကြည်သူတွေမလဲရှင်ပြားထားမြောက်ခြင်းခွင့်ကိုရကြောင်းဒီချမ်းမိုက်အားဖြင့်ကောရိန္သုဩဝါဒစာကောင်မှာပေါ်ပြထားတယ်ဆိုတော့ကျွန်တော်တို့ပြန်ပြီးတော့သခင်ယေရှုရဲ့ရှင်ပြားထားမြောက်ခြင်းအကြောင်းကိုပြန်လည်ပြီးတော့ကျွန်တော်တို့စင်ကြင်ကြရအောင်ပြီးခဲ့တဲ့ပတ်ကတော့ကျွန်တော်တင်းတော်မှာပမ်းစမ်းပြီးပေါ့နော် တန်လင်ခဲ့တနင်္ဂနွေနေ့ကိုကျွန်တော်ကျင်းပတဲ့အချိန်တုန်းကတန်လင်ခဲ့တနင်္ဂနွေနေ့အကြောင်းကိုကျမ်းစာထဲမှာပေါ်ပြတဲ့အရာမှာကျွန်တော်တို့ခွန်အားယူခဲ့ကြပြန်စင်းသာကြည့်လို့ရှိရင်သခင်ယေရှုတံရင်တောင်ပေါ်နေပြီးဆင်းလာပြီးတော့ဘက်ဖာဂေမြို့ကနေပြီးတော့ဆာပြီးတော့မြေကလေးကိုစီးပြီးတော့ယေရုရှလင်မြို့ကိုဆက်တင်ဝင်ရောက်လာတဲ့အချိန် လူတွေကသခင်ယေရှုကိုဟောရှာနာဖြစ်စေသည်ဟောရှာနာဖြစ်စေသည်ဖျားသခင်ရဲ့ခွင့်နဲ့ကြွလာတော်မူသောသူသည်ဘုံကြီးပါစေသည်ချီးမွမ်းခဲ့ကြကျွေးကြော်ခဲ့ကြဘယ်ကလေးကိုစီးပြီးတော့ယေရုရှလင်မြို့ထဲကိုကြွလာခြင်းကဘယင်းတပါယေဟုနော်ဓမ္မရာဇဝင်တတိယဆောင်သဒ္ဒတဆောင်ဘယင်းယေဟု မြဲကလေးကိုစီးပြီးတော့ယေရုရှလင်မြို့ထဲကိုကြွလာတဲ့ပုံစံတိုင်းသခင်ယေရှုမြဲကလေးကိုစီးပြီးတော့ယေရုရှလင်မြို့ထဲကိုကြွလာတဲ့အကြောင်းကိုကျွန်တော်ပြီးခဲ့တဲ့ပတ်ကအာရပါရနှုတ်ကပတ်တော်ခံယူခဲ့ကြတယ်။ဒါပေမဲ့ဒီရှင်လုကာကရုဝဉ္ဇံခန်းကြီး24ကိုရောက်လာတဲ့အခါမှာပြန်ဖတ်ကြည့်ခုနှစ်ရက်မှာပထမနေ့ရက်အာယုံတက်ချိန်မှာတဲ့မာဂာဒလမာရီနဆိုးဆွဲတဲ့မှာ เนาะมารีนี่อันตรายสุดตอหานะเนาะပြီးတော့ยาลุเมมารีอัจฉาโดမိမနတ်တာမျိုးစုံကိုယူပြီးတော့တင်းကြိုင်းတော်ကိုသွားတယ်တင်းကြိုင်းတော်ကိုသွားတယ်သခင်ယေရှုကိုသူတို့တတ်ပြီးရဲ့ကာမှာဂူရဲမှာထဲ့လာတဲ့ကာမှာအဲ့ခုနှစ်ရမြောက်တဲ့နေ့ရဲ့သုံးရမြောက်တဲ့နေ့မှာသူတို့ရဲ့ပက်ကလေးနဲ့ဆိုလို့ရှိရင်ခုနှစ်ရမြောက်တဲ့နေ့ ပထမနေ့ရဲ့ဆိုတော့ကျွန်တော်တို့ဒီပြင်းသိင်းကနေနေပေါ့တနင်္ဂနွေနေ့ပေါ့ကြာနေ့မှာကားတိုင်းပေါ်မှာအသေးခံချင်းကိုပြခဲ့တယ်။၃ရက်မြောက်တဲ့နေ့ဖြစ်တဲ့တနင်္ဂနွေနေ့9ရက်ရဲ့ပထမနေ့ရက်မှာအာယုံတဲ့ချိန်မှာတဲ့မာဂါဒရမာရီနဲ့ကောဟာနာနော်ယာလူအမေမာရီနဲ့အခြားသောမိန်းမတွေကနတ်နာမျိုးစုံကိုယူပြီးသင်္ချိုင်းတော်ကိုတွားကြတယ် အဲ့ဒီချိန်မှာသူတို့ကြီးလိုက်တဲ့ခါမှာတင်းချိုင်းတကားကိုပိတ်ထားတဲ့ကြောက်တုံးကြီးရောက်ပွင့်နေလိမ့်ပြီးတော့အဲ့ဒီထဲမှာအလောင်းတော်ကိုမတွေ့တော့အဲ့ခါမှာသူတို့ဘာဖြစ်လဲတွေးဝေးပြီးစဉ်းစားတယ်သူတို့တွေ့တယ်သခင်ယေရှုကိုသိခံပြီးတဲ့ခါမှာဒီဂူထဲမှာပတ်ရစ်ပြီးတော့ထဲ့ခဲ့တာကိုကြောက်တုံးကြီးနဲ့ပိတ်ခဲ့တာကိုသူတို့မြင်တယ်သူတို့တွေ့ခဲ့တယ်ဒါပေမဲ့အခုကြောက်တုံးကြီးကလည်းပွင့်နေတယ် အထဲထဲမှာလည်းဘယ်သူမှမရှိဘူးတခင်ယေရှုအလောင်းကိုလည်းမတွေ့တဲ့အခါမှာသူတို့ကဘာလုပ်စဉ်းစားနေနော်အဲ့ခါမှာပြူးပြူးပြက်ပြက်အယောင်ထွက်တဲ့ဝတ်စားတဲ့လူနှစ်ယောက်ကအနားမှာပေါ်လာပြီးတော့တွေ့တဲ့အခါမှာဒီမျိုးသမီးကြီးကအလွန်ကြောက်ရွံ့ဘာပြောလဲဆိုတော့အသေးကောင်ရှိရအရနဲ့အသက်ရှင်တော်သူကိုဘာကြောင့်ရှာလဲဒီရမှာမရှိပြန်ရှင်တော်မူပြီ လူသားသည်စိုးသောသူကိုလက်သို့အနံ့ခြင်းလက်ဝါးကားတိုင်းမှာ အသေးသက်ချင်းကိုခံရမည်။သုံးရမြောက်သောနေ့၌ပြန်ရှင်လိမ့်မည်ဟုဂါလိလဲပြည်၌ရှိတော်မူစဉ်တင်တော့အာမိန်တော်မူသောစကားကိုအောင်းမိတ်ကြလော့။ဆိုပြီးတော့အဲ့လူမြောက်ကသခင်ယေရှုသည်ယုံကြည်သူတွေတဲ့တပည့်တော်တွေကိုပြောခဲ့တဲ့ကြီးချောင်းရံကိုပြန်ပြီးသတိရဖို့အတွက်ပြောခဲ့တော်သတိရတဲ့အခါမှာအဲ့မိန်းမတွေကပြန်ပြီးတော့ တပည့်တော်တွေတစ်ချိန်နှစ်ပါးရှိတဲ့နေရာကိုပြန်လာပြီးတော့ပြန်ပြောပြတယ်အဲ့ဒီကြောင့်တချို့လူတွေကဘာဖြစ်လဲသူတို့အဲ့စကားကိုကြားတဲ့အခါမှာဒါကတော့ဒန္တာကြီးပုံမြင်ပဲထင်မှတ်ပြီးတော့မယုံကြဘူးတဲ့ဒါပေမဲ့ပေတယူးနဲ့အခြားသောတပည့်တော်တွေကတပည့်တော်တယောက်ကထပြီးတော့တင်းချိုင်းကိုပြေးတဲ့အခါမှာဟိုရောက်တဲ့အခါမှာပစိုးစာပစိုးပိတ်ပစိုးလေးပဲကြံရိတ်ခဲ့တာကိုတွေ့ရတဲ့အခါ ပေတုနဲ့သူအံ့ဩကြဒီเจ้าရကျွန်တော်ငငယ်လေးတည်းကရှင်ပြန်ထောင်းပြောက်ရာဖရာเจ้าမှာအသင်းတော်တွေမှာကျွန်တော်တို့အကျင့်ပေါင်းမြောက်များစွာကြားခဲ့ရပြီးတော့ဘလို့မှမယိုးနိုင်တဲ့အကြောင်းအရာတစ်ခုဖြစ်တယ်။တတိကောင်ကြားရတဲ့နေ့တတိကောင်ကြားရတဲ့နေ့လို့ပြောလို့ရှိရင် ျွန်တော်တို့တယောက်စီတိုင်းရဲ့ဖက်တာမှာတည်ငောင်းဆိုတဲ့အရာကပုံသဏ္ဍာန်အမျိုးစုံရှိတယ်။ကိုယ့်ရဲ့ဘဝကိုမိသားစုဘဝကိုယ့်ရဲ့ညီကောင်မောင်နှမနဲ့ပတ်သက်တဲ့တည်ငောင်းကိုယ့်ရဲ့အသင်းတော်နဲ့ပတ်သက်တဲ့တည်ငောင်းကိုယ့်ရဲ့နိုင်ငံကိုနေထိုင်တဲ့နိုင်ငံနဲ့ပတ်သက်တဲ့တည်ငောင်းလူသားအားလုံးနဲ့ဆိုင်တဲ့တည်ငောင်းဆိုပြီးတော့တည်ငောင်းပေါင်းမြောက်များစွာကျွန်တော်တို့ကြားခဲ့ရတယ် ဥမာပြောရလို့ရှိရင်ကျောင်းငငယ်တော့ကကြောင်းတက်တဲ့ခါမှာကျွန်တော်တို့ကြောင်းကလမ်းထိပ်မှာရှိတယ်။ကျွန်တော်အိမ်ကနေပြီးတော့မနေ့ကြောင်းသွားရတယ်။အပြန်ပြန်ကိုယ့်ကိုပြန်လာရတယ်။ဒါပေမဲ့လမ်းမှာချက်တချို့ချက်ကခွေးတွေကဖွက်ဖွက်ပြီးကိုက်ကျွန်တော်တို့ကြောက်တယ်။ဒါပေမဲ့တနေ့ကျတော့ကျွန်တော်အဖေကအဲ့ဒီခွေးတွေကိုတောင်ဝင်ယူတဲ့ထိန်းတဲ့လူတွေကိုသွားပြီးပြောတဲ့ခါမှာအဲ့ခွေးတွေကိုဖမ်းပြီးတော့ထိန်းသိမ်းပြီးတော့ လေးဆံထိန်းသိမ်းတဲ့နေရာကိုခေါ်သွားပြီးတော့အပီးပိုင်ပို့လိုက်ကြောင်းကိုကျွန်တော်တို့ကြားတဲ့အခါမှာခလေးဘုရားတော်ကအလွန်ပျော်ခဲ့ရတဲ့အကြောင်းကျွန်တော်တို့ကြောင်းကိုလွတ်လွတ်လပ်လပ်ပွားလို့ရပြီကြောင်းကိုလွတ်လွတ်လပ်လပ်ပြန်လို့ရပြီကျွန်တော်တို့ကဘယ်သူမှဒုက္ခပေးဖို့အနိုင်ရပေးမဲ့ခွေးစိုးတွေမရှိတော့ဘူးဒါကျွန်တော်ငငယ်လောကတွေးခဲ့တဲ့ဘဝကတည်ငောင်းတစ်ခုဟုတ်တူပဲအချို့တွေမကြခင်ကကျွန်တော်တို့ဒီ Facebook မှာတွေးရတယ် ဘင်းကောင်းမှာဒုက္ခရောက်လို့တမာပြီမှာနေလို့မရလို့ဆိုပြီးတော့ဘင်းကောင်းမှာဒုဒီထိုင်းနိုင်ငံမှာတွားရောက်နေထိုင်ပြီးတော့အလုံးလုံးနေတဲ့မိသားစုတွေရှိတယ်နော်တချို့တွေသူတို့ဘာဖြစ်လဲထီပေါက်တယ်ဒုက္ခဆင်းရဲရောက်လို့လူများနိုင်ငံမှာတရားဝင်တွားပြီးတော့ခိုးပြီးနေနေရတဲ့မိသားစုရဲ့ဘဝဘလောက်ခက်ခဲကြမ်းတမ်းလဲဒါပေမဲ့ သူတို့တနေ့မှမမျော်လင့်မဲ့ခိုင်းနိုင်ငံမှာရှိတဲ့အမြင့်ဆုံးထီကိုပေါက်ခဲ့တဲ့အခါမှာသူတို့မိသားစုဘဝစင်ရဲ့ခြင်းဆိုတဲ့ဒုက္ခကနေပြီးတော့လွတ်မြောက်သွားတဲ့ပြည်ခိုင်းနိုင်ငံရဲ့နိုင်ငံသားအဖြစ်လဲသူတို့တရားဝင်ရရှိသွားတယ်။ဒါသူတို့တို့ပျော်ရှင်ဆုံးနေ့တည်ငောင်းပဲထိုနေ့တူပဲဒီနေ့ဒီမှာထိုင်နေတဲ့သူတွေမှာလည်းများစွာသောတည်ငောင်းတွေရှိတယ်။ကိုယ်နှလုံးသားထဲမှာအတီးအီးကိုသိတယ် အမေရိကန်နိုင်ငံကငါတို့ဒုက္ခသည်ဘဝကရောက်လာတဲ့နေ့ကငါတို့မိသားစုအတွက်ကြီးမားတဲ့လွတ်မြောက်မှုချမ်းသာမှုအောင်မြင်မှုတည်ငောင်းဖြစ်ရင်ဖြစ်မယ်။တချို့ကြတော့လည်းအနာရောဂါဆွဲလို့စိတ်မသာကြီးသွားပြီးတော့ဆင်းရဲနေတဲ့လူတွေရှိတယ်။ဒါပေမဲ့ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်သူ့ရဲ့အနာရောဂါကလွတ်မြောက်ချမ်းသာရခြင်းဒီလေဒါသူ့အတွက်ဘဝမှာတည်ငောင်းပဲ။ ဒါကြောင့်မို့သခင်ကောင်းလို့ပြောလို့ရှိရင်များစွာသောအကြောင်းအရာအချက်တွေပေါ်မူတည်တဲ့တချို့ကြတော့ဘာဖြစ်လဲအန္တရာယ်ဘေးကနေပြီးတော့လွတ်မြောက်ခြင်းကသတင်းကောင်းတချို့ကြတော့လည်းညှင်းပါနှိမ့်ဆဲတဲ့ဒဏ်ကနေလွတ်မြောက်တာကသတင်းကောင်းတချို့ကြတော့ချုံနှောင်ကြီးခံရတဲ့ဘဝကလွတ်မြောက်တာဆင်းရဲဒုက္ခလွတ်မြောက်တာဒါပြီးမယ်ပေခြင်းဆိုတဲ့အရာကဘယ်သူမှလွတ်မြောက်အောင် ယခုချိန်ဒီကဘာပေါ်မှာခရစ်တော်ကလွဲပြီးတော့လုတ်ပေးနိုင်တဲ့အရာရှိပါဘူး။အကောင်းတကအကောင်းဆုံးတည်ငါတော့ဒါပဲ။ဒီနေ့သခင်ယေရှုရဲ့ရှင်ပြန်ထမြောက်တော်မူခြင်းတည်ငါကောင်းသည်ယုံကြည်သူကဘာလောကမှာရှိတဲ့လူသားအားလုံးနဲ့ဆိုင်တဲ့တည်ငါကောင်းအကောင်းတကအကောင်းဆုံးတည်ငါကောင်းတစ်ခုပဲ ်ဒီဝါဆိုပရမတော်ခန်းကြီး15ခန်းရဲ့73က78မှာခုနဖတ်သွားပြီးသွားပြီခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းကသူ့ရဲ့တည်ငောင်းမှုသူ့ကိုယုံကြည်တဲ့ယုံကြည်သူတွေအားလုံးအတွက်ဝမ်းမြောက်စရာတည်ငောင်းဖြစ်ပါလေဝမ်းမြောက်စရာတည်ငောင်းဒါမို့ရောရှင်ယောဂရုကျရှင်ယောဟန်ဩဝါဒစာပရမတော်ခန်းကြီးနှစ်ခန်းငယ်နှစ်မှာထိုးသခင်သည်ငါတို့၏အပြစ်မကပ် လောကီသားအပေါင်းတို့၏အပြစ်ဖြေစရာအကြောင်းဖြစ်တယ်။တကယ်ယေရှုကားတိုင်းပေါ်မှာအသေးခံခြင်းကသူ့ဂုံတက်ဖို့မဟုတ်ဘူး။သူ့တည်ခြင်းမံကိုအောင်ပါတယ်ဆိုပြီးတော့ကြွားပြခြင်းလို့မဟုတ်ဘူး။ယနေ့အပြစ်သားဖြစ်တဲ့ကျွန်တော်တို့တွေအတွက်စီရင်ခြင်းငရဲကလွတ်မြောက်ဖို့ကားတိုင်းပေါ်မှာအသေးခံခဲ့ခြင်းဖြစ်တယ်။ပြည်ကြီးဆိုတဲ့အရာကိုအောင်မြင်တော်မူခြင်းကိုပြသတဲ့အခါမှာ 这倒也最近出来搞移民个啦，做建筑个，都可雄赳赳气的。因为这条路的宝妈地租都要付个，也是看他要钱的。这条路招商了么？这条路啊，别没需要内容么？来，他肯也收着也啊，再看人家身边他们要钱的，因为这条路嘞，他看也收力度，身边他们要钱困难，就别发了。他叫么 ယနေ့ကကမ္ဘာလောကကြီးမှာရှိတဲ့ယုံကြည်သူတွေမယုံကြည်သူတွေလူသားအလုံးအတွက်ကြီးမားတဲ့သတင်းကောင်းတစ်ခုဖြစ်ပြန်ပြီးအဲကြောင့်ပြန်စင်းစားသခင်ယေရှုခရစ်တော်ကယေရုရှလင်မြို့ကိုမြေကလေးစီးပြီးဝင်လာတဲ့အချိန်မှာယေရုရှလင်မြို့မှာဂျူးတွေဣသရေလတွေကမလုပ်နေတဲ့အချိန်လဲဆိုတော့ဂျူးတွေရဲ့ထုံးစံအတိုင်းပတ်သက်ကွဲကိုကျင်းပါဖို့ပြင်ဆင်စီရင်နေတဲ့အချိန် ပတ်သက်ခါပွဲလို့ပြောလို့ရှိရင်အားလုံးကသိတယ်ပြီးခဲ့တဲ့ပတ်ကလည်းပတ်သက်ခါပွဲအကြောင်းကိုကျွန်တော်ဖော်ပြခဲ့ပြီးသွားပြီနော်မောရှိအားဖြင့်အဲဂုတ်တို့ပြည်ရနေပြီးတော့ကျွန်ခံနေရတဲ့ဘဝကနေပြီးတော့ဖျားသခင်ရဲ့အကြံစီတော်အားဖြင့်သူတို့ဒီလွတ်မြောက်ခဲ့တဲ့အနေအထားမှာအောင်းမေးတည်ရဖို့နေရစင်တိုင်းသားစဉ်ညီဆက်အောင်းမေးဖို့အတွက်အဲ့ဒီနေ့မှာကျင်းပဖို့အတွက်သာရဖျားကမောရှိအားဖြင့် မှာကြားခဲ့တဲ့အရာကိုသူတို့လောက်ဖို့ပြင်ဆင်နေတဲ့အချိန်အဲ့ဒီအချိန်မှာသခင်ယေရှုကမြဲကလေးကိုစီးပြီးတော့ယေရုရှလင်ထဲကိုဝင်လာတာဒါပေမဲ့သခင်ယေရှုဝင်လာတဲ့မြဲကလေးကိုစီးပြီးတော့ယေရုရှလင်မြို့ထဲကိုဝင်လာခြင်းကဂျူးတွေနဲ့စန့်ကျင်ဘက်ဘာလဲဆိုတော့သူ့ရဲ့ကိုယ်ခန္ဓာကိုရစ်ကောင်ဖြစ်ပူဇော်ဖို့ ပြင်ဆင်ပြီးတော့မြဲကလေးကိုစီးပြီးဝင်လာ။ယေရုရှလင်မြို့ကပုံမှန်အားဖြင့်တော့မြို့သူမြို့သားနှစ်ပေါင်းသုံးပေါင်းခန့်ပုံမှန်နေထိုင်ကြတယ်။ဒါမဲ့ဒီလိုမျိုးနေကြီးရက်ကြီးတွေမှာအနေနဲ့ရရက်ကရှိတဲ့ဂျူးတွေကယေရုရှလင်မြို့မှာရှိတဲ့ဗိမာန်တော်ကြီးမှာပတ်သက်ပွဲကိုကျင်းပဖို့လာတဲ့အချိန်ဆိုတော့အဲ့ဒီမြို့ကအဲ့ဒီချိန်မှာအလွန်လှပအောင်ပြင်ဆင်ထားပြီးတော့လူရောက်နှစ်ပိန်းတစ်ပိန်းနှစ်ပိန်း သုံးသိန်းခန့်များလောက်ဂျူးတွေလာရောက်ပြီးတော့ပတ်သက်ဝယ်ကျင်းပါဖို့ပြောသူတို့ကပြင်ဆင်နေတာဆိုတော့ဂျူးတွေအများကြီးရအဲ့ချိန်မှာရစ်ပူစော်ဖို့အတွက်တလိစ္ဆာန်တွေရဲ့အသွေးနဲ့သူတို့အပြစ်ကိုလွတ်ဖို့ပြီးတဲ့အခါပတ်သက်ပွဲကိုကျင်းပါဖို့အတွက်သူတို့ပြင်ဆင်နေတာဒါပေမဲ့သခင်ယေရှုကတော့သူ့ရဲ့ကိုယ်ခန္ဓာကိုရစ်ကောင်ဖြင့်ပူစော်ဖို့အတွက်မြေကလေးစီးပြီးတော့ဝင်လာတဲ့အချိန်လွန်သွားကွာချားပါ သူတို့ရစ်ပူဇော်တာကဣသေလရစ်ပူဇော်တာကသူတို့အတွက်ယနေ့တခင်ယေရှုရဲ့ရစ်ပူဇော်ခြင်းကလူသားအားလုံးအတွက်ဘာဖြစ်လဲယောမဝါစာခန်းကြီး၄ခန်းငယ်25မှာထိုတခင်ယေရှုသည်ငါတို့အပြစ်ကြောင့်အံ့နံခြင်းကိုခံတော်မူ၏ငါတို့သည်ဖြောင်းမတ်ရသောရောက်မည်ကြောင်းထားမြောက်တယ်ခရစ်တော်မြဲကလေးကိုစီးပြီးဝင်လာတဲ့အရာက 如果看那我一告别不萨情啊，就那经常说的别讲，俺男人我看到一不萨了。但是我看也许啊，前面的七七米大的，路上阿拉我背上开的都要给我看那一菩萨情我，一定一切嘛，对呀。北京的阿我奥秘人下来一定得到麻烦，对呀。 ယောင်ချင်းယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး30ခန်းငယ်7ကုန်18ကိုဖတ်ကြည့်လို့ရှိရင်ငါသည်ကိုယ်အသက်ကိုစွန့်၍နောက်တစ်ဖန်ယူအောင်မည်ဖြစ်သောကြောင့်ငါခမည်းတော်သည်ငါကိုချစ်တော်မူ၏ငါအသက်ကိုအဘယ်သူမှမလုမည်ကိုလိုလျောက်ငါစွန့်၏ကိုယ်အသက်ကိုစွန့်ရသောအခွင့်နှင့်နောက်တစ်ဖန်အသက်ကိုပြန်ယူရသောအခွင့်သည်ငါ၌ရှိထိုအခွင့်ကိုခမဲတော်သည်ပေးတော်မူမည် ယူရတွေကသခင်ယေရှုကိုဖမ်းပြီးတော့ကားတိုင်းပေါ်မှာတင်ပြီးတော့တတ်လိုက်တဲ့ချိန်မှာဖယားကိုဆွဆွဲပြောဆိုတဲ့ယေရှုဆိုတဲ့သူကိုတော့ငါတို့အပြီးပိုင်ရှင်းပြီးွားပြီလို့အဲ့ဒီကားတိုင်းပေါ်မှာတင်ပြီးတော့တတ်တဲ့ချိန်မှာယူရတွေကတွေးခဲ့တယ်။ဒါမှဒီကျမ်းစာထဲမှာပေါ်ပြခြင်းကငါဒီကိုယ်သက်ကိုဆွ့၍နောက်တစ်ခါယူအောင်ပြီဖြစ်တော်ကြောင့်ခရစ်တော်အသက်တော်ကိုဆွ့ခြင်းက ဒီနေ့ကျွန်တော်တို့ဆွံ့သူတို့ခံပြီးတော့ကားတိုင်းပေါ်မှာတင်တက်လို့သခင်ယေရှုသေးတယ်ဆိုတဲ့အနေထားကသူတို့ဘက်က view သူတို့ဘက်ကရှူတော့ဒါပေမဲ့ကျမ်းစာရဲ့ရှူတော့ကြတော့နေ့နေ့သခင်ယေရှုအသေးခံခြင်းသည်လောကလူသားအားလုံးရဲ့အပြစ်ကိုလွတ်ဖို့ရန်အသေးခံတော်မူခြင်းဖြစ်တယ်။ဒါပေမဲ့အတိလင်းပြန်ပြောတာလေနောက်တစ်ပံအသက်ကိုပြန်ယူရသောအခွင့်သည် ငါနိုင်ရှိထိုအခွင့်ကိုခမဲတော်ပေးပြင်းပြန်ထမြောက်မယ်ဆိုတဲ့အကြောင်းကိုယနေ့ဓမ္မသစ်ကောသမဟောင်းကျမ်းမာကို159ကျိန်ပေါ်ပြကျွန်တော်ချမ်းသာကိုစသုံးဖတ်ကြည့်လို့ရှင်တွေ့ရတယ်တခင်ယေရှုခရစ်ရဲ့ဗတ္တိဇံခံပြီးတဲ့နောက်တခင်ယေရှုခရစ်မှာယုံကြည်သူဗတ္တိဇံခံပြီးတဲ့သူတွေမှာထမြောက်ခြင်းဆိုတဲ့ဂရုရှိတယ် တက်တာလောနေဩဝါစာပထမဆုံးခန်းကြီး၄ခန်းငယ်၁၆ပါးဆက်ကုန်ကိုဖတ်ကြည့်အခင်ဖျားသည်ကျွေးကြော်ခြင်းကောင်းကင်တမန်မြင်အသက်အတန်ပေးခြင်းဖျားသခင်တဘိုးတော်မှုတ်ခြင်းတဲ့ကွာကောင်းကင်ဘုံမှကိုယ်တိုင်စင်းတတ်တော်မူ၏ခရစ်တော်၌တည်လွန်သောသူတို့သည်အူထားမြောက်ကြလေထိုကားသရှင်၏ကြံပြင်းသောငါတို့သည် အာကာသကောင်းကင်၌သခင်ဖျားထံတော်သို့ရောက်စေခြင်းကထိုသူတို့နှင့်တကွာ မိုးတိမ်ပေါ်တို့ခြိဆောင်ခြင်းခံရသောအဖြစ်သခင်ဖျားနှင့်အတူအစင်မပြတ်နေရလေဒီကြမ်းမိုက်မှာယုံကြည်ပြီးသားသခင်ယေရှုကိုယုံကြည်သူသေလွန်သောသူတို့သည် သခင်ယေရှုထမြောက်တယ်လို့ထိုသူတို့သည်လည်းဝိညာဉ်ခန္ဓာနဲ့ထမြောက်လေထိုသူတို့ဝိညာဉ်ခန္ဓာနဲ့ထမြောက်တဲ့အချိန်မှာကဘာမြေကြီးပေါ်မှာအသက်ရှင်လက်ရှိနေတဲ့ ခန္ဓာကိုယ်နဲ့ဝိညာဉ်နဲ့အသက်ရှင်နေတဲ့သူတွေဒီလေဘိုးတိမ်ပေါ်မှာခြိဆောင်ခြင်းကိုခံရပြီးတော့ဖျားသခင်နဲ့သူအစင်မပြတ်နေရလိမ့်မည်လို့ဒီနေ့တက်တာလောနေဩဝါစာခန်းကြီး၄မှာအတိလေးပေါ်ပြတာကျွန်တော်တို့အတွက်အာမခံပေးထားတဲ့ဒီနေ့သခင်ယေရှုခရစ်ထမြောက်တော်မူခြင်းနေ့ဒီနေ့ကျွန်တော်တို့ပြည့်တည်ငောင်းကဝမ်းမြောက်စရာတည်ငောင်းပဲ မှလူတွေထူးနားအောင်ပဲကောင်းတဲ့အဆန်းရှိတဲ့အရာတွေယနေ့တီထွင်နေကြတာကိုကျွန်တော်တွေ့ရတယ်။ဖန်တီးနေကြတယ်။ဘော်ဒိုကားတွေကိုကောင်းတဲ့ကောင်းအောင်မြန်တဲ့မြန်အောင်ပုံစံမျိုးမျိုးအစွမ်းတတိမျိုးမျိုးတွေထည့်ပြီးတော့ယနေ့တီထွင်နေကြတယ်။ကောင်းကင်ဘုံမှာပြန်တဲ့လေရင်ပြန်နေကောင်းတဲ့ကောင်းအောင်မျိုးစုံတီထွင်နေကြတယ်။ဟိုးအာဂါတော်တက်တဲ့ လာရင်နေနော်ကောင်းတဲ့ကောင်းတီထွေနေကြတယ်သိပ္ပံတနဲ့ညာစွာသောတကိုးတွေအတက်တွေကိုသူတို့ပြုတ်လုံနေကြတယ်ဒါအပြင်ကဘာပေါ်မှာအလွန်အင်အားကြီးမားတဲ့နျူကလ িয়ার ဆိုတဲ့ဒီစွမ်းအားတစ်ခုကိုလည်းသူတို့ရှာဖွေဖန်တီးကြတယ်နော်ဘလောက်အင်အားကြီးမားလဲနိုင်ငံကြီးတစ်ခုလုံးမြို့ကြီးတစ်ခုလုံးကို အဲ့လက်နဲ့ချလိုက်တယ်နဲ့ချက်ချင်းကိုပျောက်ထွက်သွားပျက်စီးသွားလုံနိုင်တဲ့အစွမ်းတတ္တိနဲ့သူတို့တီးထွင်နိုင်ရတယ်ဒါပေမဲ့တည်ခြင်းဆိုတဲ့အရာကနေရှင်ပြန်ထမြောက်ဖို့ဒီနေ့ကဘာပေါ်မှာလူသားဆိုတဲ့လူသားဘယ်သူမှမစွမ်းနိုင်ဘူးတည်စီလောက်တဲ့အနာယောဂါတွေကိုပျောက်ကင်းအောင်ကုသနိုင်ကြတယ်ယနေ့ကင်ဆာယောဂါဖြစ်တဲ့သူတွေကိုပျောက်အောင်ကုသနိုင်ကြတယ် တခြားနာယောဂါတွေရှိသမျှကိုလည်းပြောက်အောင်ကုသနိုင်တဲ့စေးတွေကိုသူတို့ရှာဖွေနိုင်တယ်။ဒါပေမဲ့ဒီနေ့ဘယ်လူသားတစ်ယောက်မှပေခြင်းဆိုတဲ့အရာကနေပြီးတော့ရှင်ပြန်ထမြောက်တာကိုဘယ်သူမှမလုပ်နိုင်ဘူး။ဒါကြောင့်ရှင်မသက်ခရင်ကျန်ခန်းကြီး29နဲ့29 50နဲ့မှ53ကိုပြန်ကြည့်လို့ရှင်ပြီးခဲ့တဲ့ခုနကပေါ်ပြခဲ့တာက ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းသည်ယုံကြည်သူတွေအတွက်ပဲမဟုတ်ဘူးဓမ္မဟောင်းခစ်ကသူတော်စင်တွေတန်ရှင်းသူတွေလည်းထမြောက်ဖို့အတွက်ကိုကျမ်းစာထဲမှာပေါ်ပြတယ်တချို့တွေကထင်တာကခရစ်တော်ကိုယုံကြည်တဲ့သူတွေပဲထမြောက်နိုင်မယ်ခရစ်တော်ကြောင့်ဒါပေမဲ့ခရစ်တော်ကဘာကိုခွင့်ပေးလဲဆိုတော့ဓမ္မဟောင်းခစ်မှာသူတော်စင်တွေတန်ရှင်းသောသူတွေလည်းထမြောက်မဲ့အကြောင်းကို ဒံယေလအနာဂတိကျမ်းခန်းကြီး၁၂ခန်းငယ်၁ကိုဖတ်ကြည့်တွေ့ရတယ်။ထိုကာလအခါမြေမုံ၌အိပ်ကျော်သောသူများတို့သည်နိုးကြလိမ့်မည်။အချို့တို့ကထာဝရအသက်ရှင်ခြင်းနဲ့၎င်းထာဝရအသေးပြတ်ခြင်းနဲ့၎င်းနိုးကြလိမ့်မည်။ဒံယေလဓမ္မဟောင်းခေတ်မှာရေးထားတဲ့ဒံယေလအနာဂတိကျမ်းမှာကပေါ်ပြတာချမဒေပရိမကျန်ခန်းကြီး29 53မှာလဲထပ်ပြီးသခင်ယေရှုပြောတာလဲ တင်းကြိုင်းတွင်တို့သည်ပွင့်လွတ်သဖြင့်ကျင်းဆက်လျက်ရှိသောတန်ရှင်းသူတို့၏အလောင်းများစွာတို့သည်ထကြ၍ကိုတော်ထမြောက်တော်မူသည်နောက်သူတို့သည်လည်းတင်းကြိုင်းတွင်မှထွက်၍တန်ရှင်းသောမြို့တဲသို့ဝင်ပြီးလျှင်လူများစွာတို့အားထင်ရှားကြ၏။ဒါကြောင့်မို့ကျမ်းစာထဲမှာပေါ်ပြထားတဲ့ယနေ့ခရစ်တော်ရဲ့ထမြောက်ခြင်းဆိုတာကခရစ်တော်ကိုယုံကြည်တဲ့ယုံကြည်သူတွေထမြောက်တဲ့အပြင်ဓမ္မဟောင်းခင်မှာရှိခဲ့တဲ့ တန်ရှင်သူတွေသူတော်စင်တို့ဒီလေခရစ်တော်ကြောင့်ထားမြောက်ခြင်းအခွင့်ကိုရခြင်းဖြစ်တယ်။တည်ခြင်းဆိုတဲ့အရာကယနေ့ခရစ်တော်ကတပါအခြားဘယ်သူမှထားမြောက်ဖို့အတွက်မလုပ်ဆောင်နိုင်ပါဘူး။ခုနဖတ်သွားတဲ့ရှင်ယောဟန်ခရစ်ကျမ်းခန်းကြီး30ဆက်ကွန်18မှာလဲသခင်ယေရှုဖျားတပါးတည်းသာတည်ခြင်းကရှင်ပြန်ထားမြောက်ခြင်းတကူကိုတတ်နိုင်တဲ့သူဖြစ်ကြောင်း အတိလေးပေါ်ပြတယ်။ဒါကြောင့်ဒီနေ့ခရစ်တော်ရဲ့အသေးခံခြင်းဆိုတာကျွန်တော်တို့အားလုံးရဲ့အပြည့်အစုံသူ့ရဲ့ကိုယ်ခန္ဓာကိုကားတိုင်းပေါ်မှာရစ်ကောင်ဖြစ်ရစ်ပူစော်ခဲ့ခြင်းကြောင့်လား။ဒီနေ့စီရင်ခြင်းပြီးအပြည့်ကဲဘေးကနေပြီးတော့လွတ်မြောက်ခြင်းခွင့်ကိုရခြင်းဖြစ်တယ်။ခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းတကောကခုနတတလောနေဩဝါစာပထမဆုံးအခန်းကြီး၄ခန်းငယ်၁၆က၁၉မှာပေါ်ပြခဲ့တယ်လို့ ယုံကြည်သူတွေကသင်လွန်ပြီးသားသူတွေကသန့်ရှင်းသူတွေကထမြောက်ခြင်းတကူကိုရခြင်းဖြင့်ခရစ်တော်ကြောင့်ဖြစ်တယ်။အသက်ရှင်နေတဲ့ယုံကြည်သူတွေလည်းအသက်ရှင်လက်ကာကာသကောင်းမြင်ပေါ်ကိုပြန်ပြီးတော့ချီးဆောင်ခြင်းကိုခံရပြီးတော့သခင်ပြားနဲ့အစင်မပြအတုမေတန်ခြင်းအခွင့်စုကျေးဇူးကောင်းကြီးမင်္ဂလာပြီးသခင်ယေရှုရှင်ပြန်ထမြောက်ခြင်းကြောင့်ရခြင်းဖြစ်ပါတယ်။ ဒါကြောင့်မို့ယနေ့သင်တော်မှာရှိတဲ့ကျွန်တော်တို့ယုံကြည်သူတွေတေရုံတဲ့တယောက်ကတော့ပုံစံမျိုးစုံသက်ရှင်ကြတယ်။ကောင်းတာတရောမကောင်းတာတရောပြောအော်ကုန်လုံးရောထွေးပြီးတော့အသက်ရှင်ကြတယ်။နေထိုင်ကြတယ်။ life ကြိုက်ကတယောက်နဲ့တယောက်မတူကြဘူး။တချို့ကြတော့လေတတ်နိုင်သလောက်ကြိုးစားပြီးတော့တန့်ရှင်းအောင်နေကြတယ်။ဒါပေမဲ့ယနေ့ မကောင်းတဲ့ကျင့်စရိုက်တွေမှာပဲဆက်ပြီးတော့မွန်းကျစွာအသက်ရှင်နေတဲ့သူတွေရှိကြနေတယ်။ယုံကြည်သူတွေမှာရှိရမယုံကြည်သူတွေထဲမှာလည်းရှိတယ်။ဒါကြောင့်မို့ဆက်ပြီးတော့ကျွန်တော်တို့တက်တာမှာပြင်ဆင်ဖို့အချိန်ရောက်ပြီ။ဒီຢာတွေကကျွန်တော်တို့လွတ်မြောက်ဖို့အချိန်ရောက်ပြီ။မကောင်းတဲ့အကျင့်စရိုက်တွေမှာပဲဆက်ပြီးတော့နှစ်မိုးနေတယ်ဆိုလို့ရှိရင်ဒီနေ့သခင်ယေရှုတည်ခြင်းဆိုတဲ့အရာကအောင်မြင်တယ်လို့ကျွန်တော်တို့လည်းသခင်ယေရှုအားဖြင့် မကောင်းတဲ့အကျင့်စရိုက်တွေမှာသင်နေတဲ့ကျွန်တော်ဘုရားသက်တာကိုလွတ်မြောက်ဖို့အတွက်ဒီနေ့ဆုတောင်းဖို့အချိန်ရောက်ပြီ။အချို့ကျတော့လည်းစိတ်ကြကြပြီးဝမ်းနဲ့ပူဆွေးနေကြတယ်ဆုံးရှုံးခြင်းတွေကိုတွေ့နေကြတယ်။ဒီနေ့ဘုရားတွေထဲမှာပဲနစ်မြုပ်ပြီးတော့အသက်ရှင်နေတာ။သင်နေလားကျွန်တော်တို့ခန္ဓာဝိညာဉ်တွေအဲ့ဒီအရာတွေထဲမှာပဲစိတ်ကြကြပြီးတော့ပူဆွေးဆုံးရှုံးပြီးတော့သင်နေလား။ဒီနေ့သခင်ယေရှု တေခြင်းမှထမြောက်တယ်လို့သခင်ယေရှုအားဖြင့်လည်းကျွန်တော်တို့ထိုရာတွေကထမြောက်နိုင်တယ်။မကောင်းတဲ့စိတ်ဆွဲလန်းခြင်းတွေနဲ့ပဲအမြဲတမ်းဆွဲလန်းပြီးတော့ဘဝမှာအဲ့ဒီရာတွေနဲ့ပဲအချိန်ကုန်ပြီးတည်နေလား။ယနေ့သခင်ယေရှုရှင်ပြန်ထမြောက်တယ်လို့ကျွန်တော်တို့ဘဝလည်းရှင်ပြန်ထမြောက်ဖို့သခင်ယေရှုအားဖြင့်လွတ်မြောက်နိုင်တယ်။ဒါကြောင့်သခင်ယေရှုရဲ့ယနေ့ရှင်ပြန်ထမြောက်ခြင်းတကောပေါ်မှာအကျွေးမဲ့ခံယူကြတဲ့သူတွေ ယုံကြည်ကြတဲ့သူတွေအားလုံးယုံမြောက်ဖို့ယနေ့အချိန်ရောက်ပြီဖိလိပ္ပိဩဝါဒစာခန်းကြီး1ခန်းငယ်27မှာတမန်တော်ရှင်ပေါ်လူပြောခဲ့တယ်လို့ငါအသက်ရှင်နေရမှာခရစ်တော်ဖြစ်တယ်သေလီမူကတာ၍အကျိုးရှိတယ်ထိုနည်းတူပဲယနေ့ကျွန်တော်တို့ရဲ့အသက်တာမှာကျွန်တော်တို့အတွက်အသက်ပေးခဲ့တဲ့ခရစ်တော်အတွက်ကျွန်တော်တို့ပြန်လည်ပြီးတော့အသက်ရှင်ရဖို့လိုတယ်အဆုံးတိုင်အောင်ကျွန်တော်တို့ခရစ်တော်ပေါ်မှာ ယုံကြည်ပြီးတော့တည်သည့်တိုင်အောင်သစ္စာရှိပြီးတော့ယုံကြည်ခြင်းတရားကိုကန့်ဆွဲပြီးတော့သခင်ယေရှုကိုကျေးဇော်ချီးမွမ်းပြီးတော့တက်ရှင်ကြပါစို့လို့ယနေ့ထမြောက်ခြင်းနဲ့တရေကောင်းအကြောင်းကိုဝေမျှရင်းနဲ့ဒီကုန်းချုပ်ပါနေ့ဒီတရားဒေသနာကြားနာရတဲ့သူအယောက်စီတိုင်းရဲ့တက်တာမှာတည်နေတဲ့အရာကနေပြီးတော့သခင်ယေရှုရှင်ပြန်ထမြောက်တယ်လို့ထမြောက်ကြပါစို့